အမေမင်္ဂလာပါ Mancunians in Rangoon ရဲ့ Facebook နဲ့ YouTube ကနေ Welcome ပါကျွန်တော်နာမည်မီချူကပါကျွန်တော်ဒီကနေ့မှာတော့28ရက်5လ2025ခုနှစ်မှာအနောက်ဆုံးရထားတဲ့ဒါ United အသင်းရဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်တို့ဒီကနေ့ရဲ့နောက်ဆုံးရသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဒါဟိုတနေ့ကအပိသက်ခေါ်ယူနိုင်ခဲ့တဲ့ Matthias Cunha ရဲ့အပြောင်းအရွှေ့ပေါ့လေဒီအပြောင်းအရွှေ့မှာ United အနေနဲ့ပေးချေရမယ်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်62.5တန်းကိုချက်ချင်းပေးချင်မှာမဟုတ်ဘဲနဲ့နှစ်နှစ်အတွင်းမှာ3ရက်ခွဲပြီးပေးသွားမှာဖြစ်ပါတယ် ဒီ၃ရက်ကိုခွဲပေးတဲ့နေရာမှာပထမအရစ်ကိုတော့ United ဘက်ကပေါင်20.8တန်းကိုလောလောဆယ်ပြစ်ချေပြီးပါပြီ။ကြံတဲ့ဒုတိယမြောက်အရင်တတိယမြောက်အရစ်ကိုတော့ဒုတိယမြောက်အရစ်အတွက်ဆိုရင်ဒါလာမယ့်အခုဒီရာသီ2025 2030ရာသီအကုန်မှာပြင်ချင်မှာဖြစ်ပြီးတော့နောက်ဆုံးကြံတဲ့အရစ်ကိုတော့2029လွေရာသီမှာပြင်ချင်မှာဖြစ်ပါတယ်။အဓိကအဲ့လိုလောက်ကားတဲ့အကြောင်းရင်းက United အနေနဲ့ဒါ FFP တို့ PSR တို့ rules တွေနဲ့အညီလောက်ဆောင်တာဖြစ်ပြီးတော့ဒါအရင်တစ်ပုတ်ကိုကြည့်ရမယ်ဆိုရင်တော့ United အသင်းဟာဒါ AC Milan အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ Portuguese အမလည်းအပိုင်စားတနေဟန်ထားတဲ့ Rafael Leo ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရဆိုပြီးတော့ Tim Talk ကနေဖော်ပြလာတယ်။ဒီသတင်းရဲ့အနေထားကတော့အချိန်မြက်ကတော့အရင်ခိုင်မမှုမရှိဘူး။အဲလောလောဆယ်မှာတော့ဒီ Rafael Leo ကို United ကခေါ်ယူဖို့အတွက်စောင့်ကြည့်နေတယ်။အထူးသဖြင့်ကစားသမားရဲ့ဒီတာဝန်ရှိတဲ့သူတွေနဲ့စကားပြောဆိုဆွေးနွေးဖို့အတွက် စတင်ချိတ်ဆက်နေရဆိုပြီးတော့ Tim Tok ကတင်နာတာကိုတွေ့ရတယ်ဖြစ်နိုင်ခြေအနေအထားကတော့အရန်နေတယ်လို့ပြောရမယ့်အနေအထားမှာရှိတယ်အတွေ့အဖြစ် Milan Bank ကလည်းဒီကစားသမားအတွက်ပြောင်းရွှေ့ခြင်းကိုပေါင်84တန်းအောက်လောကမရောက်ဘူး84တန်းနဲ့အထက်ရမှာပဲရောင်းမှာဆိုပြီးတော့ပြောထားတဲ့အတွက်အပြောင်းရွှေ့ကဖြစ်နိုင်ခြေအရန်နေတယ်ပေါ့လေအဲနောက်ထပ်တစ်ပုဒ်ကတော့ဒါ United ကခေါ်ယူမယ်ဆိုပြီးတော့သတင်းတွေထွက်ခဲ့တဲ့ Liam Delap ပေါ့ ဒီလက်ကိုလက်ရှိမှာ United ကခေါ်ယူမယ်ဆိုပြီးတော့အကြီးအကျယ်သတင်းတွေထွက်နေခဲ့တယ်။ဒီလက်ပြည့်ပြောင်းရွှေ့ခြေစာရုပ်ထပ်သိမ်းခြေရလည်းပေါင်တန်း30တာဖြစ်တယ်။ Fabrizio Romano တို့ကိုယ်တိုင်ကဒီသတင်းကိုအတည်ပြုထားတယ်။ဒီလက်ကိုခေါ်ချင်တဲ့နေရာမှာ Everton တို့ Newcastle တို့ကအစခေါ်ယူဖို့အတွက်အသေးအံလုပ်နေကြတယ်။ Everton ဆိုလို့ရှိရင်ကစားသမားကိုတိုက်ရိုက်စကားပြောဆိုထားခြင်းရှိတယ်။အထူးသဖြင့် Everton ကို Lian Dilat အမည်နဲ့လာခဲ့လာမယ့်နှစ်နှစ်သုံးနှစ် ဒီချက်ပိုကောင်းတဲ့ level တစ်ခုရောက်ရင်ငါတို့မင်းတို့လွတ်ပေးမယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်းမျိုးမျိုးမြင်မြင်နဲ့လွတ်ပေးမယ်ဆိုပြီးပြောထားတယ်ဆိုတော့ Everton အနေနဲ့ကဒီလက်ကိုပုံမှန်ကစားခွင့်ပေးမယ်ဆိုတော့ဒီအမခံချက်နဲ့လွတ်ပြီးမှဖြစ်တယ် Chelsea ကလည်းဒီလက်ကိုအသေးအတန်လိုက်နေတယ်အဲ့ဒီချိန်မှာ Chelsea ကတော့ Champions League ဆိုရဲဟို attraction တစ်ခုအနေနဲ့လိုက်နေပြီးတော့ဒီလက်ကိုရင်ကလည်းပုံမှန်ဝယ်ကစားခွင့်ရချင်တယ်ဘာလို့လဲဆိုတော့လာမယ့်2026ကမ္ဘာဖလားမှာသူလည်းဝင်ပြိုင်ကစားခွင့်ရချင်တဲ့အတွက် ဝက်ကစားကွင်းကအမကန်တက်ပေးရမယ်ချန်ပီယံလိလေသူကစားချင်တဲ့အတွက်သူက Chelsea ကိုလည်းသူမျက်စိကျနေရဲ့ဒါပေမဲ့သူက United ကိုတော့လာနိုင်ချေနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ United မှာချန်ပီယံလိမကစားရတဲ့အတွက်မလာဘူးဆိုတဲ့အနေအထားမှာရှိတယ်အဲ့တော့ကိုအသင်းမှာအသင်းရဲ့ logo အတွက်မဟုတ်ဘဲနဲ့အသင်းရဲ့ badge အတွက်မဟုတ်ဘဲနဲ့ Champion League, Ba Liga ညာလိရဲ့အတွက်ကစားချင်နေတဲ့သတ္တမတွေမလာတာတော့အကောင်းဆုံးပါပဲအဲ့တော့ D-Lab နဲ့ United ရဲ့အပြောင်းအရွှေ့ရောက်တော့ Victor Yogres တို့ပဲပြည့်ပြည့်ဖို့များသွားပါပြီ ဒေါက်တာတပုတ်ကိုကြည့်ရမယ်ဆိုရင်တော့ဒါ United အသင်းကလက်ရှိမှာတိုက်စစ်ပိုင်းအတွက်ပဲထပ်အမှန်အားပြဖို့အတွက်ကွန်ညာအပြီးမှာ Crystal Palace အသင်းရဲ့အသက်28နှစ်အရွယ်ရှိပြီဖြစ်တဲ့ပြင်သစ်ကစားသမားတိုက်စစ်မှုဒါဂျင်းဖီလီပီမတေတာကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပါတယ်မတေတာရဲ့လက်ရှိကာလပေါက်ကြေးကတော့ Transfer Market ရဲ့အဖို့ပြချက်အရဆိုယူရိုတန်30တန်ပါတယ်ဒီ palace နဲ့ချုပ်ထားတဲ့စာချုပ်အရဆိုလို့ရှိရင်လာမယ့်ရာသီ2026လို့ရာသီကုန်မှာ တက်တန်းပြေးမှာဖြစ်တယ်အဲ့တော့ United အနေနဲ့ဒီကစားသမားကိုပြောင်းရွှေ့ခြင်းအများကြီးပေးစီရမလို့ပဲနဲ့အခက်နဲ့နဲ့နဲ့ခေါ်ယူနိုင်မယ်လို့ထင်နေတယ်အဲအထူးသဖြင့်ဒါ Ruben Amorim ကိုရင်ကလည်းဒီတိုက်စစ်ပိုင်းအတွက်အင်အားထက်မှဖြည့်ဆည်းခြင်းနဲ့အတွက် Jin Philippi မှာထိတောက်ကိုယူဖို့အတွက်စိတ်ဝင်စားနေတယ်။ဒီတဲ့င်းကတော့ကျွန်တော်တို့ဒါအချင်းမြတ်ရှိဘူးလို့ပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့တင်ထားတဲ့ သတင်းစာက lucky ကဖြစ်နေတယ် lucky လို့နာမည်ကြီးသတင်းစာရတာကနေတင်ထားတဲ့အတွက်ဒါကျွန်တော်တို့ဒီအပြောင်းရွှေ့ကတော့ဖြစ်လာနိုင်မလားဆိုပြီးစောင့်ကြည့်ရမယ်အနေအထားတစ်ခုမှရှိပါတယ်နောက်ထပ်တစ်ပုတ်ကိုကြည့်ရမယ်ဆိုရင်တော့ ဒါ United အသင်းရဲ့နိပြချုပ် Ruben Amorim အနေနဲ့ဒါပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ Europa League Final မှာ Spurs ကိုရှုံးခဲ့တဲ့အတွက်ချန်ပီယံလိဝင်ဝင်မရခဲ့ဘူး League တိုင်ပွဲမှာလည်းအဆင့်အနေထားကအဆင့်15ဆိုတဲ့အနေထားမှာဖြစ်ပျက်ခဲ့တဲ့အတွက်ဒီရာသီမှာတော့ထင်တိုင်းကျဲပြီးတော့အသင်းကိုမြေလံပြောင်းလဲပစ်ဖို့အတွက်လည်းအသုံးစိတ်ကအများကြီးရမှာမဟုတ်ဘဲနဲ့ပုံတန်းတရာသာရရှိမှာဖြစ်ပါတယ်အားလုံးနဲ့သိတဲ့အတိုင်းအရင်ကကပုံတန်းတရာကအများကြီးဆိုပေမဲ့ အများကြီးကပေါင်အရင်အလုံးလဲတည်ရဲ့အတိုင်းအရင်ခေတ်တုန်းကပေါင်တန်းတရာဆိုတာအများကြီးဆိုပေမဲ့လက်ရှိမှာဒီဘက်ခေတ်ရဲ့ပေါင်တန်းတရာဆိုတာကဒါတော်တော်လေးကိုဘယ်လိုခေါ်မလဲနဲလို့ပြောရမယ်ပမာဏပေါ့လေဒီအချိန်တွေမှာဒါအသိရဲ့ပိုင်ရှယ်တွေဖြစ်တဲ့ Ineos တို့ဘက်ကလည်းအသိရဲ့တခြားတခြားသော business တွေအနေအထား sponsor D အနေအထားအရာကိုကဒီ Champions League ဝင်ဘူးဆိုလို့ရှိရင် Adidas နဲ့ဘလောက် percentage ဖြတ်မယ်ဘလောက် percentage ကသမားတွေကို wages ကို cut လုပ်မယ်ဆိုတာမျိုးတွေဟို တဘောတူညီမှုရှိတဲ့အတွက်အဆက်ဆက်အရာကိုငွေကြေးတွေဖျက်တောက်နေတဲ့အတွက်ဒီ Amorin ကိုသူတို့ဘက်ကနေပြီးတော့ဒါပေါင်တန်းတရာသာပေးသုံးမယ် Amorin အနေနဲ့ထပ်မံပြီးတော့တုံးကျင်နေငွေတုံးကျင်နေဆိုရင်တော့အတင်းမှာရှိတဲ့ရှင်းရင်းစကားမတွေကိုရောင်းထုတ်ပြီးမှသာတုံးလို့ရမယ်ဆိုပြီးတော့အတိပေးထားတယ်လို့ကျွန်တော်တို့သိရပါတယ်အချက်အပြေးခဲ့ကြတဲ့ United အတင်းရဲ့ပရိသတ်တရားရှင်ဂျန်ကိုကြည့်အများကြီးတင်ပါတယ် See you in the next videos